အကျင့်လေးတစ်ခုပေါ့နော်ကျွန်တော်အမြင်သတိထားမိအကျင့်လေးကကျွန်တော်အပြင်သွားလို့ရှိရင်အဲခရီးပန်းရောင်းတာတို့ရေတန်းရောင်းတဲ့ခလေးကိုအမြင်တန်းသူပတ်စံလေးအမြင်သူပေးရအသူရဲ့အကျင့်လေးတစ်ခုကိုကောင်းတာလေးငါသေးချင်ပြချရဲ့ရှင် ဒီနော fever ဘောင်းကိုနိုင်နေသူပြန်မစခဲ့တော့ကြာပြီဒီ covid တွေပါဖြစ်ပြီးရဲ့နောက်ပိုင်းကြမှာဒီ2025ကျွန်တော်အလားလေတော့မှကျွန်တော်တို့ fix record ဆိုပြီးကျွန်တော်ပြန်လုပ်ဖြစ်တယ်ပေါ့အတူတူအဲ့ချိန်မှာသူတို့ကကျွန်တော်လုပ်ဖြစ်ချိန်မှာအမှတ်တရရောအများကြီးရှိရယ်ကိုဒီနော်ကဟိုသူအရင်တော့ဟိုကျမ်းမကြီးမဖြစ်ခင်ကျမ်းမကြီးမကောင်းတာမဖြစ်ခင်တော့ကနေဖြစ်ပြီးွားနောက်ပိုင်းမှာလဲသူ့ပုံစံကကျွန်တော်တို့ကဒီနောက်ဆုံးမှကျွန်တော်တို့ကဟို သူ့ရဲ့နောက်ဆုံးအချိန်တွေမှာကျွန်တော်တို့ကတော်တော်လေးကိုနီနီကက်ကနေခဲ့ရပါတော့။အဲ့ဒီမှာဆိုဟိုတော်တော်လေးကိုသူပြောင်းလဲသွားရရှိတယ်။သူတော်တော်လေးရဲ့ကျမ်းမိုင်နဲ့ပတ်သက်ရင်သူစူးစမ်းပါတယ်အဲ့လိုမျိုး။တောင်စားရည်လည်းသူတော်တော်ရှော့တယ်။ပြီးတော့ကိုဒီယိုနဲ့အမှတ်တရတော့အကုန်လုံးဂူညီရယ်။အဲ့လိုကိုနဲ့ခင်မမခင်မမဟုတ်ဘဲနဲ့အကုန်လုံးပေါ်မှာသူအဲ့လိုစိတ်ကောင်းဝေးရယ်ပေါ့နော်။အဲ့လိုဟိုလူတော်တော်များများဆိုကိုနဲ့ပတ်သက်လို့ရှိရင်ဟိုဒီလူကိုပြန်ပါပြန်လုပ်ပေးနိုင်လေအဲ့လိုမျိုးတွေကိုတွက်ချက်ပြီးမှ ပေါင်းသင်းကြတဲ့ခေတ်ကြီးထဲမှာအလိုလူတယောက်ကသူ့ရဲ့စိတ်ထားကိုသိချင်လို့ရှိရင်သူ့ထံနှိမ်ကြတဲ့လူတွေကိုဘယ်လိုဆက်ဆံလဲဆိုတာမှာတေးဟာကြည့်ရင်တွေ့ရတယ်ကျွန်မကိုဒီတော့တကယ်စုံဝိုင်းတီကိုအားလုံးကူညီပါရဲ့ အကိုတယောက်ဆုံးရှုံးအောင်လို့ခံစားရတယ်။မိသားစုဝင်တယောက်ဆုံးရှုံးလို့ခံစားရတယ်။ဒါမဲ့ကျွန်တော်တို့ခံစားရတယ်ဆိုတာထက်ဆိုင်ဘယ်လိုပြောရမလဲ။တစ်ဖက်မှာလည်းဘယ်လိုပြောရမလဲ။ဒီလမ်းအကုန်လုံးကျွန်တော်တို့အချိန်ကြိုင်သွားမယ်လမ်းဆိုတော့ तू လုံးချင်တဲ့ဟာကို तू ဖက်ရှင်ပေါ့။ तू နှလုံးသားမှာ तू မျက်နိုးတဲ့ဂီတကိုလုံနေမှာ तू နောက်ဆုံးခရီးကို तू နှုတ်ဆက်ဝါးရဲဆိုတော့တစ်ဖက်မှာလည်း तू တော့ကတော့ဂုံယူရပါတယ်။ ကျွန်တော်ကအဲ့ဘွဲမှာတော့မရှိဘူးဒါပေမဲ့ကျွန်တော်စီသတင်းကရောက်လာပါဘောနော်ကျွန်တော်ကြားရတာလည်းဟိုကတော့တို့လေးပုတ်ဆိုရမယ်ဆိုချင်းမှာအဲ့လိုပေါ့စိတ်တော့မကောင်းဘူးဘာလို့လေးပုတ်မြောက်နောက်ဆုံးအပုတ်ကြမှာအဲ့လိုဖြစ်သွားသူတော်တော်မောနေထင်တယ်အဲ့လိုမျိုးဒီသူဟိုပါဘောနော်ကို EDF ဘွဲမှာလည်းသူစိတ်မကောင်းဖြစ်တာလည်းရှိမှာကိုရီမွန်ကိစ္စကြီးလည်းသူတွေးနေမှာသူ့ရဲ့ငကိုယောဂအခန့်လည်းရှိသားရဲ့ hashtag က stamp လည်းထည့်ထားတဲ့ခါကျတော့အဲ့ဒီအချိန်မှာ emotion ရမ်းအများကြီးအချိန်မှာနှလုံးကလည်း မခံနိုင်ဘူးဖြစ်သွားတယ်ထင်ပါတယ်ကျွန်တော်မှမဟုတ်ဘူးအဲလိုကျွန်တော်တို့အခုဒီ face record မှာဆိုလောက်တဲ့ညီငယ်အကုန်လုံးကသူကအဲလိုငါတို့ခစ်သွားဆိုလို့ရှိရင် မလွယ်ကူဘူးအဲလိုမျိုးငါတို့ခစ်သွားဆိုတခုခုဆိုခက်ခက်ခဲခဲနဲ့မှရဒီဘက်ခစ်မှာအရန်လွယ်ကူပါကြီးဒါမှမဟုတ်ကျွန်တော်တို့ကကျွန်တော်တို့သူအရှိမခံခဲ့ရတဲ့ဟာတွေသူအနစ်ကိုခံခဲ့ရတဲ့ဟာတွေရှိမယ်သူသူအကြောင်းမသိလို့စူးစမ်းခဲ့ရတဲ့ဟာတွေရှိမယ်ဒီဘက်မှာသူသိရတဲ့ဟာတွေကိုဒီဘက်ကဒီ next generation ကလူငယ်တွေကိုသူအဲ့လိုမာနလည်းမထားဘူးပြန်ဝင်ရဖို့လည်းသူဝင်မလေဘူး တချို့ဆိုရင်ဝင်မြိုက်ဆိုတာပါးစပ်နဲ့ပဲဝင်မြိုက် action မှာမကူညီဘူးသူကြောင့် action မှာကူညီရအဲ့လိုမျိုးပေါ့ तू လှုပ်တဲ့ဟာ तू ဂီတာနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်နဲ့ပတ်သက်ရင် तू ဘာလုပ်ပေးရမလဲအဲ့လိုမှာ तू mixing ဆွဲပေးရမလားအဲ့လိုပေါ့ဘာလုပ်ပေးရမလဲ तू လှုပ်တဲ့ဟာကိုသူ့ကိုကူညီသွားမယ်ဆို always welcome ပဲအဲ့လိုလူကကျွန်တော်မတွေ့ဘူးအမှန်တိုင်းပြောအဲ့လိုမျိုးကျွန်တော်ရမ်းရှာတယ်ကျွန်တော်တိရတော့အဲ့လို online မှာတိရကြာကြီးဒါတောင်းတောင်းကဟို တိတာနှစ်ကကြာပြီဗျာကျွန်တော်နှစ်ထောင်းနဲ့2015လောက်တည်း friend ဖြစ်တာအထင်ဟို Facebook မှာစကားပြောဖြစ်တယ်ဒါပေမဲ့ဒီသူနေပြန်ကောင်းပြီးတော့သူ music တွေသူပြန်လုပ်ရဲဆိုတဲ့အချိန်မှာကျွန်တော်နဲ့တအားတွဲဖြစ်တာအဲ့အချိန်မှာလည်းဟိုကျွန်တော်သူနဲ့တွဲအချိန်မှာအစသူ့ထင်တာတော့အရန်ဂျစ်ကန်ကန်နဲ့အရန်ပေါ့အဲ့လို fighter ထင်တာသူက fighter ဟ fighter ပဲဒါပေမဲ့အရန်ရင်ကြီးကျွန်တော်ထင်တာကလည်း opposite ဖြစ်ပြီးတော့မှအရန်ရင်ကြီးမှကိုယ့်ထက်ကြီးကြီးငယ်ငယ် အကုန်လုံးကသူနှိမ်ချပြီးတော့မှကျွန်တော်ကျွန်တော်ပဲပြောကျွန်တော်ထက်9နှစ်6နှစ်ငယ်သူတို့ထက်သူထက်9နှစ်6နှစ်ငယ်လူလည်းကျွန်တော်ပဲပြူပြောအကုန်လုံးလည်းသူကစဉ်းစားပြီးရပေါ့နော်နောက်တစ်ခုသူ့အတွက်အမတ်ရစရာသူကလူတွေရန်တနာတဲ့ဘာလို့လဲဆိုတော့ကျွန်တော်ဒါလေးကအပူပြောအောင်နော်အဲ့လိုအချို့လူတိုင်းကတော့လူတွေတနာတဲ့တဲ့ပြောမိမယ်တကယ်ရရင်ကိုတော့ပဲကိုကြည့်ရလူတွေများတယ်သူ့ရဲ့အကျင့်လေးတစ်ခုပေါ့နော်ကျွန်တော်အမြဲသတိထားမိအကျင့်လေးက तू ကျွန်တော်အပြင်သွားလို့ရှိရင်အဲခရီးပန်းရောင်းတာတို့ရေတက်ရောင်းတဲ့ခလေးကိုအမြဲတမ်းသူပတ်စံလေးအမြဲတမ်းသူပေးရအသူ့ရဲ့အကျင့်လေးတစ်ခုကိုကောင်းတာလေးချိုးတွေကအမှုပညာလုပ်တယ်ဆိုရင်ပဲ10ယောက်မှာညီမကြီးမှာ6ယောက်9ယောက်ကတော်ရအောင်လုပ်ကြတာ။သူကကြတော့လူတွေမကြိုက်တဲ့ underground music လို့ကျွန်တော်သတ်မှတ်ထားတယ်။အမှန်တော့ underground music မဟုတ်ဘူးကျွန်တော်တို့က ဒီစတူဒီယိုမှာဒီပစ္စည်းရင်ဒီအိမ်အတွက်ပတ်စံနေအကုန်ပုံနေအဲ့မှာ तू तू ဦးလေးတွေရောဗောနော် angle way thorn တို့ any trace ရောလမ်းကြောင်းတွေရှိရတာနဲ့ကို तू तू လွယ်လွယ်ကူကူလမ်းကြောင်းရှောက်လို့ရတဲ့ဌာနဲ့ကို तू metal music ပဲ design မမတ်လုပ်သွားပြီးတော့မှအဲ့ music ကလည်းပတ်စံမရဘူး income မကောင်းပြိတ္တမမြောက်ဆိုတိတိနဲ့ဟိုအဲ့တော့ပဲပေးဆောက်သွားအဲ့တခုတော့ तू လုံးဝ salute ုံးဝလေးစားတယ်ဘာလို့သူဖိန်ဖြုတ်သွားရင်နောက်ပိုင်းမှာအဲဒီ ambulance ပေါ်သွားတဲ့အချိန်လေးကနည်းနည်းကြာသွားလို့အချိန်မီရင်ဆိုရောဒါမဲ့အလူတွေတခုခုဖြစ်လာရင်တော့အကြံမောင်းတသိန်းထွက်တယ်ဒါမဲ့ဖြစ်တာဖြစ်ပြီးသွားပြီအဲ့ဒီမှာတော့ဘယ်လိုပြောရမလဲသူကျွန်တော်ကတော့အရန်ဝမ်းနဲ့ဆုံးရှုံးမှုတော့ဒါမဲ့ကျွန်တော်ဘယ်လိုပြောရမလဲသူအချိန်တန်လာလို့သူဖြစ်သွားလို့ပဲကျွန်တော်မြင်ပါတယ်သူအားပေးကြတဲ့လူတွေအခု FIFA 109ရဲ့ YouTube official YouTube official page ရှိရဲအဲ့မှာ subscribe လုပ်ပြီးတော့သူ့အားပေးလို့ရတယ်သူ့တကယ်ချစ်တယ်ဆိုလို့ရှင်သူ့ post တွေပဲမ share ပဲသူတို့ရဲ့တခြင်းတွေကိုအားပေးပါသူသူချစ်တဲ့သူ့ရဲ့ FIFA 1ကိုနိုင်ငံပါတွေကို support လုပ်ပါသူဖန်တီးခဲ့တဲ့အမှုပညာတွေကိုအားပေးပါသူဖန်တီးခဲ့တဲ့အမှုပညာတွေကကျွန်တော်နဲ့သူ direction တန်းနေပါပဲသူတေဝါးရိမ့်မယ်သူမရှိတော့ရိမ့်မယ်သူဖန်တီးရဲ့ဟာကျွန်တော်နဲ့သူကြံခဲ့ပါဘူးကျွန်တော်အဲ့ဒါပဲပြောချက်ပါလား